ားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကကိုယ့်ငွေရှာပေးမဲ့အရာတွေမှာငွေသုံးခြင်းဟာနာကမှငွေကြေးပုံမှန်ကင်းဖို့အတွက်ဂျီနီမြန်နံခြင်းပဲဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုပြပြပေးသွားခြင်းပါတယ် တလုံးကမိတ်ဆွေတယောက်စီရောက်တယ်မိတ်ဆွေကလက်ရှိမှာဓာတ်ပုံနဲ့ဗီဒီယိုရိုက်ကူးထုတ်လို့ရေးပေါ့နော်ဒီမှာအောင်မြင်နေတဲ့သူတူတူလို့ပြောလို့ရပါတယ်သူကတသက်26နှစ်လောက်မှာလေကခုနလောက်ကနေထွက်ပြီးတော့ photo and video production ကိုသူထောင်ထားတယ်ပေါ့လေလက်ရှိမှာဆိုလို့ရှိရင်သူမှာ one တိုက်ခန်းရှိတယ်ကိုပိုင်ကားရှိတယ်နောက်ဒီ video talk show နှစ်ခုလောက်တစ်ပိုင်းနဲ့ထိုက်ရိုက်လို့ရတဲ့ camera တွေရိုက်ကူးပစ္စည်းတွေရှိတယ်ပေါ့နော်ပြီးလို့ရှိရင်သူမှာဂျီနီမနိုမကောင်းကောင်းလုပ်နိုင်တဲ့စုဆောင်မှုပမာဏတစ်ခုရှိတယ်ပေါ့ဆိုတော့ကျွန်တော်သူ studio ထဲရောက်သွားတဲ့အချိန်မှာပေါ့ရိုက်ကူးပစ္စည်းတွေအများကြီး ကိုကြည့်ပြီးတော့သူ့တခုမေးလိုက်တယ်ခင်ဗျာဒီပစ္စည်းတွေကိုဘယ်လိုမျိုးစုဆောင်ခဲ့ရလဲပေါ့နော်သူအဲ့မှာပြန်ဖြေတယ်ကျွန်တော်လည်းဒီပစ္စည်းတွေကို7နှစ်လောက်တော့ကျွန်တော်ချွတ်ချွတ်တက်တက်သုံးပြီးတော့စုဆောင်ခဲ့ရတယ်ဆိုပြီးတော့သူပြောတယ်သူစပြီးတော့ကိုပိုင်စပြီးထောင်တာ26နှစ်ပေါ့နော်သူ35နှစ်ကျော်လောက်မှသူဝင်ဝင်ကောင်းကောင်းရတယ်အဲ့မတိုင်ခင်မှာသူခုနလိုပဲချွတ်ချွတ်တက်တက်နဲ့အစားအသောက်သုံးဆွဲပြီးတော့သူဒီပစ္စည်းတွေအဓိကတော့တန်ဖိုးရှိပိုင်ဆောင်မှုဒီ assets တွေဝယ်နိုင်ဖို့အတွက်သူငွေကြေးစုဆောင်မှုတွေလုပ်ခဲ့ရပါတယ်ပြန်ကြည့်လိုက်လို့ရှိရင်လူတချို့ကငွေကြေးရလာပြီဆိုလို့ရှိရင်သူ30ဖို့ ့အရင်စဉ်းစားရတယ်ပေါ့နော်ပြီးမှကျွန်တော်တို့ဒီစုဆောင်းတဲ့ကိစ္စအရင်းနှီးမြှုပ်နှံတဲ့ကိစ္စအောက်ဒါပြီးမှစဉ်းစားတချို့ကြတော့ပတ်စံရလာပြီဆိုလို့ရှိရင်သူ့ရဲ့ဒီအနာဂတ်အတွက်စုဆောင်းမှု SSG ခံနေဖို့သူစပြီးတော့စဉ်းစားတယ်ပြီးမှသူကတုံးစရက်ကိစ္စအောင်လုပ်တယ်ပေါ့ကြာလာတဲ့ချိန်မှာဒီနှစ်ယောက်ကြာမှာကွာချက်ကတော်တော်လေးကြီးသွားပါတယ်ကြာတုံးတုံးသမားတော့သူကဒီလိုပဲရှားလိုက်တုံးလိုက်နဲ့တန်လျာလဲနေပြီးတော့ SSG တိဆောက်ထားတဲ့ရှင်းနှီးမြှုပ်နှံမှုကောင်းကောင်းလုပ်ထားတဲ့သူကြတော့သူကချိန်ကာလကြာလာတာနဲ့မျှဒီကနေပြီးတော့ငွေကောင်းကောင်းပြန်ရလာတာတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကကိုယ့်ရဲ့ငွေကြေးစီမံခံဖို့ န်ပတ်သက်လို့ရှိရင် investment ကောင်းလို့ဖို့လို့ရတယ်။ investment လုပ်တဲ့ဆိုတဲ့နေရာမှာ automatic ကတော့ကိုယ့်ကိုယ်ရင်းနှီးမြှုပ်နှံဖို့ ကျွမ်းကျင်မှုနဲ့ပတ်သက်လို့ကျွန်တော်တို့ investment လုပ်ဖို့လိုတယ်။ဘယ်ပိုင်းမှာကျွန်တော်တို့တိုးတက်ခြင်းလဲပေါ့နော်။ကိုလုံနေတဲ့အလုပ်နဲ့ပတ်သက်လို့ကျွန်တော်တို့တစ်ဖက်ကကကျွမ်းကျင်လေးဘုံငွေလည်းပို့ပြီးကောင်းနိုင်လေးဖြစ်ပါတယ်။ပြီးလို့ရှင်တော့ရည်ကြီးတာကကိုယ့်ရဲ့ကျွမ်းကျင်မှုကို support လုပ်နိုင်တဲ့ asset တွေ support လုပ်နိုင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ကစုဆောင်ဖို့ idol ကိုဒီနေ့မျိုးနှံဖို့လိုပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကကိုယ့်ငွေရှာပေးမဲ့အရာတွေမှာငွေသုံးခြင်းကအနာဂတ်မှာငွေကြီးပြုပံ့ဖို့ကင်းအောင်လို့ဒီနေ့မျိုးနှံထားတဲ့ဒီနေ့မျိုးနှံဖို့တစ်ခုလို့ပြောလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။